မေလ29ရက်နေ့ကနေပြီးတော့ Horizon Lake View Hotel မှာပြုလုပ်ခဲ့တဲ့ပြည်တော်စုငင်းချမ်းရေးဆွေးနွေးမှုပူးတွက်ကော်မတီစည်းဝေးမှာနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်ဟာပြည်တော်စုငင်းချမ်းရေးညီလာခံနဲ့27ရာစုနှစ်ပင်လုံညီလာခံတို့ဟာတစ်ခုစီမဟုတ်ဘဲနှစ်ခုလုံးအတူတူဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။တချို့ကပြည်တော်စုငင်းချမ်းရေးညီလာခံနဲ့27ရာစုနှစ်ဆိုတာညီလာခံဆိုတစ်ခုစီဖြစ်မှာလားပင်လုံဆိုတာတစ်ခုစီဖြစ်မှာလားဆိုတော့မေးပါတယ်။တစ်ခုတည်းပါ။ဒါနာမည်တစ်ခုတည်းနဲ့မဟုတ်ခင်းနဲ့နာမည်နှစ်ခုသုံးရဲဆိုတာဟာ ဒီတော့ဆိုရင်ညာရည်လာကဆိုတာဆိုတာလေအင်တာမအဲတည့်တယ်ပြီးတော့အင်တာမအများကြီးပြီးတော့ညက်တဲ့နာမည်ကိုဖြစ်တယ်လို့၂၁ရာစုနှစ်ပင်လုံးဆိုတာလေအများနဲ့တက်တဲ့ဖြစ်ပါတယ်အဲ့တော့နှစ်ခုစလုံးကအတူတူပါပဲဒါပထမဆုံးဒီမှာပြင်နေတဲ့ကိစ္စပါပြည်တော်စုညင်ချင်းညီလာခံမှာလွှတ်တော်တရရက်မှာအ ਨੇ ဆုံးကိုယ်စားလှယ်တူပါဝင်တဲ့နိုင်ငံရေးပါတီတွေကိုသာကိုယ်စားလှယ်ထက်ခွင့်ပြုမယ်လို့လဲဒေါအောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။နိုင်ငံရေးအဖွဲ့အစည်းများရဲ့ ပါဝင်ဖို့ဟာနိုင်ငံရေးအဖွဲ့အစည်းများကပြည်သူလူထုကိုလွတ်တော်အသီးသီးမှကိုစားပြုဖို့ပေါ်မှာအခြေခံပြီးတော့ကျမတို့ဆောင်ရွက်ရမယ်လို့ကျမတို့ယုံကြည်ပါတယ်။ပြောတာဟိုပြောချင်တာကတော့60ကျော်သောနိုင်ငံရေးပါတီအားလုံးမဟုတ်ဖက်နဲ့လွတ်တော်တစ်ခုမဟုတ်တစ်ခုမှာအ ਨੇ ဆုံးကိုယ်စားလှယ်တူပါဝင်တဲ့နိုင်ငံရေးပါတီများကိုသာကျမတို့ငြိမ်းချမ်းရေးညီလာခံနဲ့မှာကိုယ်စားလှယ်ဖြစ်နေကျမတို့ထည့်ဖို့ဘူးဆိုတာကိုကျမတို့ကန်ဆယ်ထားပါတယ်။ ဒီလိုပြောခြင်းအဖြစ်ဂျန်နဲ့နိုင်ငံရေးပါတီတွေဟာညဉ့်ညံ့ရေးဒီလာကန်နဲ့ဆက်ဆံမှုမရှိတော့ဘူးလားဆိုပြီးတော့မေးခွန်းထုတ်နိုင်တာထွက်မေးခွန်းထုတ်နိုင်ပါတယ်ဆက်ဆံမှုရှိပါမယ်အဲ့ဒါဘယ်လိုလဲဆိုတော့ကျွန်တော်တို့အဲလူမှုအဖွဲ့အစည်းတွေပေါ့ CSO တွေပေါ့ CSO ရဲ့ကဏ္ဍနဲ့ပတ်သက်လို့လည်းတချို့ကမေးပါတယ် CSO ရဲ့ကဏ္ဍဆိုတာဟာညဉ့်ညံ့ရေးဖြစ်စဉ်တွေမှာသမိုင်းအရခုကျွန်တော်တို့ကဘာကြီးရဲ့မကြခင်က တမိုင်းရပါလို့ခစ်တဲ့တမိုင်းရအမျိုးမျိုးပုံစံနဲ့ပါဝင်ခဲ့ကြပါလေဒါအပြင်ပြည်တော်စုငင်းကြဲရင်ညီလာခံရဲ့အဓိကလိုအပ်ချက်ကိုထိထိမိမိနဲ့နိုင်ငံရေးဖြစ်စဉ်တွေကိုအကောင့်ထဲပေါ်ပေးနိုင်ဖို့ဖြစ်ပြီးဖိုရန်တစ်ခုကိုထူထောင်ဖို့မူရစဉ်းစားထားလှုပ်ဆောင်သွားမယ်လို့လည်းဒေါက်အောင်ဆန်းစုကြည်ကဆက်လက်ပြောကြားခဲ့ပါတယ်အခုလိုစည်းဝေးပြုလုပ်ရတာဟာ UPDJC ပြန်လည်ဖွဲ့စည်းရေးအတွက်ဖြစ်ပြီး UPDJC အဖွဲ့ဝင်အဟောင်းတွေနဲ့အဖွဲ့ဝင်အစ်စ်တွေရဲ့အမြင်တွေဖလှယ်ပြီး နောက်ဆုံးဆုံးဖြတ်ချက်ချသွားမယ်လို့ဒေါ်အောင်ဆန်းစုကြည်ကအစည်းအဝေးပွဲအဖွဲ့မိန်ကမှပြောကြားခဲ့ပါတယ် UPDJC ကိုအမြန်ဆုံးပြန်လည်ဖွဲ့စည်းပြီးနောက်ငင်းကျဲညီလာခံအတွက်ပြင်ဆင်မှုတွေလုပ်ကန်သွားမယ်လို့လည်းဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်